အေးတဲ့ခါကျတော့ခေါင်းလျှော်တဲ့ခါမှာ တိထားပါများသောပဲမိန်းကလေးတို့တို့များများကရေချိုးရေမိုးချိုးတနကားတွေပိုင်းလင်းပြီးတော့မှခေါင်းလျှော်ကြတာများတယ်နော်ခန္ဓာကိုယ်တစ်ခုလုံးကိုနှိမ့်နေပြီးသွားလို့ရှိရင်၄နာရီကြာတဲ့ဒီရေမချိုးပါဘူးဥမဒါပေါ့နော်မက်ဆေ့ချ်နေချုပ်တတ်တယ်အဲ့တော့နောက်တစ်ခုကကျတော့လေဖြန်းနိုင်တယ်မာပြီမှာအရန် trend ဖြစ်နေတဲ့အဲ့ဒီအမပါဆက်မပါတင်းတိတ် ခုနေကြတဲ့ဟာအလေးအဲ့ဒါရှင်တို့မယုံကြနဲ့နော်သူကပြောက်တယ်ဆိုရင်တောင်မှခဏအတွင်းပဲပြောင်းမယ်ပြီးရင်ပြန်ပေါ်လာတဲ့ခါကျရင်အိတ်ထဲဆိုးတဲ့ဟာပြန်ပေါ်လာတာ အဲ့ဒါဒါပဲပေါ့နော်နှစ်ဆပိုထွက်လာတာအဲ့ဒီကောင်းကြီးอ่ะအဲ့ဒါ အားလုံးဝမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ခုလိုဆောင်းသွင်းကာလမှာနော်မင်္ဂလူတင်နေတဲ့ခေါင်းလျှော်တာကိုစင်ကျင်တင်နေရှင်ဒီ view လေးထဲမှာဆိုလို့ရှိရင်ခေါင်းလျှော်ဆိုင်ကိုနော်လာလျှော်တဲ့ customer ကခေါင်းလျှော်နေတန်လန်းနေနော်သူကတတိလစ်သွားတာရှင်ဘလာတော်မှာကြောက်ဖို့ကောင်းလေနော်အခုလိုအေးတဲ့ဆောင်းသွင်းမှာခေါင်းလျှော်ခဲ့တဲ့သူတွေအနေနဲ့လည်းယူဆကြပါရှင်အခုကအရန်ကမှအေးတယ်နော်ခုလိုအေးခဲ့နေတဲ့အချိန်မှာခေါင်းလျှော်တာကိုအချိန်ကြာကြာဆွဲလို့ရှိရင်အုံနောက်သွေးခဲပြီးလေပါဖြတ်သွားနိုင်နေချင်းနောက်ပြီးတော့ကိုကခေါင်းလျှော်ခဲ့တဲ့အချိန်ရှိ ည့်လို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်တင်နေရှင်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ခေါင်းလျှော်တဲ့အချိန်မလုပ်တင်တဲ့အချက်လေးတွေကိုပြပြထားပြီးတယ်ရှင်ကြည့်ရှုတဲ့သူတွေနည်းနည်းလည်းသိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုညီမနဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ရှင်ပါတယ်ရှင် ေါင်းချုပ်အနေနဲ့တတိလစ်သွားတာရှင့်ဒီဗီဒီယိုလေးကအခုယာစီဥလူအရန်အေးလာတဲ့အခါကျတော့ဗာလေးပြောချင်တာလဲဆိုတော့ဗောနော်ယာစီဥလူကအရန်အေးတယ်အေးတဲ့အခါကျတော့ခေါင်းလျှော်တဲ့အခါမှာ သတိထားပါခေါင်းလျှော်တဲ့အခါမှာသတိထားပါချစ်ရတဲ့ပေါ့နော်ဒီကာဆမ်မာတွေလည်းသတိထားပါခေါင်းကိုအကြာကြီးမလျှော်ခြင်းနဲ့နောက်ပြီးသွားလို့ရှိရင်ခေါင်းလျှော်ရင်လည်းအိတ်တာပေါ့နော်ခုလိုရာသီဥတုအခြေအနေမှာတိတ်မကောင်းဥမာနွေရာသီဆိုလို့ရှိရင်အရန်ပင်မနေကွာရာသီဥတုအရန်ပူနေတယ်ပူနေတယ်ဆိုရင်မှာကိုယ့်ရဲ့ကိုယ့်ရဲ့ body temperature ပေါ့နော်ရာသီဥတုပူတဲ့ခါကျတော့ဒီ body temperature ထိန်းလို့ရတယ်ဒီဟာအခုရာသီဥတုကအေးနေတဲ့ခါကျတော့ကိုယ့်ရဲ့ body temperature အေးနေတဲ့အချိန်နဲ့ပေါ့နော်ကိုယ့်အမရေချိုးများတော့မင်းကလေးတော်တော်များများကရေချိုးရေမိုးချိုးတဏ္ဍာရီပိုင်းလိမ့်ပြီးကမှခေါင်းလျှော်ရတာများတယ်နော်အဲ့ဒါမှန်တယ်နော်မှန်တယ်ရေချိုးပြီးမှခေါင်းလျှော်တာမှန်တယ်နော်အဲ့ဒါတစ်ချက်မှတ်ထားပြီးပြီးသွားလို့ရှိလို့ရှိရင်နောက်တစ်ခါကျတော့ခေါင်းလျှော်ပြီးလို့ရှိရင်နှိပ်ချင်တာတွေခေါင်းလျှော်ပြီးတော့နှိပ်ချင်တာတွေကိုဆရာမတခုပြောချင်တာခေါင်းကိုအရင်ပြီးမြအောင်လျှော်ပါ နော်ဒါအရေးကြီးဆုံးအချက်ကိုပြပြနော်ခေါင်းကိုအရင်ပြအောင်လျှော်လျှော်ပြီးသွားလို့ရှိရင်အထက်မှာပျော်စေးတွေပါလေနှက်မထားနဲ့ပြီးသွားလို့ရှိရင်ခေါင်းကိုအဲ့ဒီကာဆယ်မောင်ကိုထားခိုင်းလိုက်ထားခိုင်းပြီးသွားလို့ရှိလို့ရှိရင်ဒရိုင်ယာဆွဲလိုက်နော်ရလဆိုကြီးဘာသာရက်မှာဆ iam မဒီဒီပေါ့နော်ပြင်သစ်မှာပြင်သစ်ဆရာတင်နေပေါ့နော်ဆ iam မပေါ့နော်ရလဆိုကြီးဘာသာရက်ကိုတင်ထားတာရှိတယ်နော်အဲ့ဒါကြောင်မလို့ပေါ့နော်ဆရာမတို့ဘရုံးမလေးလူကနှိပ်ပြီးသွားရင် body ပေါ့နော်ကျမတို့ body ကိုနှိပ်ပြီးသွားရင်၄နာရီအထိ ရေမလောင်းအောင်၄နိုင်ကြာရေမလောင်းအောင်အလေးဖြတ်တယ်တယ်အဲ့ဒါဆိုလို့အဲ့ဒီအကြောင်းကြောင့်မှတ်ထားပြီနော်ခန္ဓာကိုယ်တစ်ခုလုံးကိုနှိမ့်နေပြီးသွားလို့ရှိရင်၄နိုင်ကြာတဲ့ဒီရေမချိုးအောင်ဥမာကိုကသူ့မှာပေါ့နော်၄အား၄ဓာတ်အားနေတဲ့သူဆိုလို့ရှိလို့ရှိရင်ညနေဥမာကကျွန်မတို့ကတစ်ခုလုံးနှိမ့်လိုက်တယ်မဆတ်ရှိလုံးလိုက်တယ်ဘော်ဒီမဆတ်ရှိလုံးလိုက်တယ်အဝိုင်းမဆတ်ရှိလုတ်ပြီးသွားလို့ရှိရင်စောင်းနာတဲ့ကိုဝင်လို့ရှိရင်ပူတဲ့စောင်းနာတဲ့ဝင်ရတယ်အဲ့ဒါရေရေချိုးတာမဟုတ်သူစောင်းနာအငွေ့ဆတ်ရှိတဲ့ကအပူပဲအဲ့ဒါရေချိုးလို့မရဘူး နော်အဲ့မှတ်ထားပြီစပါလုံးမယ်ဆိုလို့ရှိရင်အဲ့တိုင်းပဲအရင်ဆုံးရေကိုချိုးခိုင်းရတယ်ရေကိုချိုးခိုင်းချိုးပြီးသွားလို့ရှိရင်စပါတော့စောင်းထားတဲ့ကိုသူကသွားပြီးကမှနှိပ်ရတယ်အဲ့အဆင်နေတေချာတိဖို့လိုတယ်နောက်ပိုင်းကျမှဆရာမပေါ့နော်စပါနဲ့ body spa နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဆရာမအသေးစိတ်ထပ်ပြီးတော့ပေါ့နော်ပြောပြပြီးသွားမယ်နော်အဲ့တော့အခုအရေးကြီးဆုံးအချက်ကခေါင်းလျှော်ရင်းတဲ့တကူလုံးကိုနှိပ်ချင်တဲ့သူတွေကခေါင်းကိုအရင်ဆုံးလျှော်လိုက်လျှော်ပြီးသွားလို့ရှိလို့ရှိရင် တွံရောင်ကိုဆွဲလိုက်အကုန်လုံးပြီးအောင်ဆွဲပြီးတာမှဒီကိုလုံးကိုနှိပ်ဘာလို့လဲဆိုတော့ဒီကိုလုံးကိုနှိပ်တဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုအခိုးတွေကထွက်နေတယ်အခိုးထွက်နေတဲ့အခါမှာအဲ့လိုမျိုးခေါင်းကြီးကစိုးနေတယ်ဆိုလို့ချင်းနံပါတ်1ကဥယျာပြသွေးခဲသွားနိုင်တယ်နံပါတ်2ကမျက်လုံးကိုအပူတွေကထိတယ်မကောင်းနော်အစာမကြေတာတွေပါကြီးဖြစ်တတ်တယ် နော်လေအောင်နာတွေပါလေဖြစ်တတ်တယ်။နော်မက်ဆေ့ချ်နာတဲ့လူတွေဆိုလို့ရှိရင်ဒါပေါ့နော်မက်ဆေ့ချ်တွေချုပ်တတ်တယ်။အဲ့တော့နောက်တစ်ခုကကျတော့လေဖြန်းနိုင်တယ်။လေဖြန်းတတ်တာအဓိကဥနောက်ကိုသွေးခဲလို့လေကဖြန်းသွားတာ။အဲ့တော့ဆရာမပြောချင်တာဒီကူကခေါင်းလျှော်တဲ့ခါမှာတတိထားပါ။နောက်ဒီချိန်မှာရာသီဥတုအရန်အေးတဲ့ခါမှာကာစတမာတွေလည်းအရန်အကြာကြီးပေါ့နော်။လျှော်ခိုင်းတဲ့အလေးချိန်ကိုဖြောက်ပေးပ ဟုတ်တယ်နော်ခုလိုမျိုးအေးတဲ့ရာဒီမှာခေါင်းကြကြရှော်တတ်တဲ့အချင်းကအရင်ကမှအန်တီရများတယ်နော်ဒီလူတွေကမှဆိုလို့ရှိရင်လည်းစိုက်မှခေါင်းရှော်နေနေသူကအေးလို့လို့နော်တတိပါလက်သွားတာချင်းအတူကိုတတိရအောင်မင်းတော်မှပြန်လုပ်လိုက်ရတယ်နော်ဒါကြောင့်မလို့ခုလိုဆောင်းတွင်းနေမှာခေါင်းလျှော်ရဲဆိုလို့ရှိရင်လည်းကိုကတေချာလေးနော်ဂီယူဆိုင်ပြီးတော့တတိထားပြီးတော့လျှော်တင်နေရှင်းနောက်ထပ်ဗီယိုလေးကနော်အမဘာဆိုင်ပါပဲနဲ့တင်းနေပြောက်ချင်လို့ဆိုပြီးတော့တော်လောက်တယ်နော်နောက်ပိုင်းကျတော့ကိုအခုထွက်နေတဲ့တင်းသိမ့်ထက်နှစ်ဆပို့ပြီးတော့ထွက်လာနေတယ်ရှင်းဒါကြောင့် ဒီလိုမျိုးတင်းသိပ်ဆက်တွေကိုမလုပ်ဖို့ပြောပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ညီမနဲ့တူတူစက်ကြည့်လိုက်ရအောင်နော်ဒီလိုသိပြီးကြပြီမလားအခုညီမပြီမှာအရန် trend ဖြစ်နေတဲ့အဲ့ဒီအမပါဆက်မပါတင်းသိပ်ခုနေကြတဲ့ဟာအလေးအဲ့ဒါရှင်တို့မယုံကြနဲ့နော်သူကပျောက်တယ်ဆိုရင်တောင်မှခဏအတွင်းပဲပျောက်မယ်ပြီးရင်ပြန်ပေါ်လာတဲ့ခါကျရင်အဲ့ထက်ဆိုးတဲ့ဟာပြန်ပေါ်လာတာအဲ့တဲဆိုရဆိုတာဥမာတစ်ခါဒဗယ်ပေါ့နော်နှစ်ဆပိုထွက်လာတာအဲ့ဒီကောင်းနေရအဲ့ဒါကိုတချို့ ညီမပြအထူးသဖြင့်ဟိုရွာလေးဘက်ကအန်တီတွေပေါ့အတော်တွေပေါ့အဲအဲ့ဒါတွေသူတို့လောက်ကြရပေါ့နော်လောက်ကြရတော့ကိစ္စမရှိဘူးဒါပေမဲ့ကျမနည်းနည်းရှင်းပြချင်တာပါလေအာတင်းတိတ်ဆိုတာမျိုးကကြောင့်ဒီ skin ရဲ့ဒီဒီအထဲထဲကနေလာတာအထဲထဲကနေလာတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကတစ်ခါလေဟိုကုလိုက်တာနဲ့ဒီအပေါ်ရံအလွှာကြီးရတဲ့ ကုံသွားပြီဒီအမဲဆက်တရားမရှိတော့ပျောက်သွားရေဆိုတာမဟုတ်ဘူးသူအထဲထဲကနေလာတာဒီအထဲထဲကဟာကိုဖြတ်နိုင်မှာအပေါ်ကဟာကโอเคမှာအပေါ်ကဟာဘလောက်ဖြတ်ဖြတ်အထဲထဲကဟာရှိနေတည်းရဆိုထွက်ထွက်အောင်မှာပဲပြင်ထွက်ထွက်အောင်မှာပဲနောက်ဆွဲခါကျတော့အဲ့ဒီ အအခုဒီအကြောင်းပြောပြရင်ဆိုတာတခြားမဟုတ်နော်ကျမတို့ဆိုင်လာတဲ့ခါကျရင်အမပါဆက်မပါကုထုံရှိလာလာလာမေးကြရပေါ့နော်ဆိုတော့ကျမလည်းတော်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 ကြောက်သွားတယ်ဒါပေမဲ့ဟိုကိုနည်းနည်းတော်လေးကြည့်လိုက်တဲ့အခါမှာဒီလိုလေးတွေ့ရရဲဆိုတော့အော်ဒီလိုပါလားပေါ့အဲ့ထရီမန်ကဘယ်ကနေလာဆိုပြီးရနံပါတ်ကနေလာတာ ပြည်နယ်ဘက်ကနေလာတာပြည်နယ်ဘက်ကနေလာပြီးတော့အညွာပြားလူတွေတုံးချရတယ်ဆေးကိုလည်းသူကမှောင်ခိုးအနေနဲ့ရောင်းချပြီးတော့တုံးချရပေါ့နော်ဆိုတော့ပြောချင်တာအဲ့ဒီသူတို့တုံးနေရဲ့ဆေးကြီးကတကယ်ဈေးကွက်မှာမရှိဘူးသူတို့အဲ့ဒီဆေးကိုလိုချင်နေဆိုရင်သူတို့ကအဲ့ဒီရောင်းတဲ့သူစီကိုတွားရတယ် private အနေနဲ့သွားတယ်တကယ်ဈေးကွက်မှာမရှိဘူးဆိုပြောချင်တာအဲ့ဒီကောင်ကြီးအရန် anti ရများတယ် anti များတဲ့ဟာတချို့ကလည်းလုံနေကြတာပဲပေါ့နော်အလုံနေကြတဲ့အခါကျတော့ဟိုလှချင်လို့လုံတယ်ဆိုတော့နားလည်ပြင်မဲ့ပေါ့နော်ခဏအတွက်ကိုမကြည့်ပါနဲ့ရေရှည်အတွက်ကိုကြည့်ပါအခုခဏလေးပျောက်သွားရဆိုမဲ့နောင်ကျရင်နှစားထွက်လာမှာအဲ့ဒီအကျင့်တိတ်တရားလေးဆွဲခါကျတော့ အာလှချင်ဇောနဲ့အဲ့လိုမျိုး trend out တွေကိုရှောက်မလိုက်ပါနဲ့သူတို့ကလေသူတို့မျက်နှာမပြည့်စည်ရင်ပြီးတော့ပဆိုင်ရိုင်းပြီးရောဆိုပြီးတော့လုံနေချာပါပေါ့နော်ဆိုတော့ကျမတို့ဆိုင်မှာတော့အာကုတယ်ဒါပေမဲ့အဲ့လိုမျိုးတော့မကုဘူး ော်ကျမတို့ရှင်မှာတခြားသော treatment တွေနဲ့ကုပေးတယ်။ပြီးရင်ကျမတို့ဆိုင်မှာကကြတော့ treatment ကုရင်အနည်းဆုံးပေါ့နော်6ချိန်လောက်ကတော့လုပ်ပေးရတယ်။တချို့ကြတော့လေအာလှချင်တာလည်းအတကုံအရမ်းပဲဒါပေမဲ့ appointment ပုံမှန်မလာဘူး။အာ စိတ်ပါမလာတယ်စိတ်ပါတဲ့ချိန်ထလာတယ်စိတ်မပိုင်မလာဘူးဆိုတော့အဲလူတွေရှိတယ်ဆိုရင်ကြိုးတွေကိုပြောချင်တာလေကိုမျက်နှာမှာတကယ်ကိုတိတာ reset ရချင်တယ်ဆိုရင်မပြင်းပါနဲ့เนาะပုံမှန်လေးအာ BG ရဲ့ချင်းလေးတွေကိုပုံမှန်လာပေးပေါ့เนาะပုံမှန်လောက်ရင်တော့အာတိတာ reset ထွက်တယ်ပြောခါကြစောနာတင်းတေးကူတာဆိုလဲအဲ့လိုပဲ တခါတည်းနဲ့ကိုယ်ရင်တခါတည်းပြောက်လာဆိုတာမျိုးကလာမေးသေးတာတော့ဟဲ့ဒုက္ခပဲကျမအဲ့လိုဆိုရင်တော့ကျမလည်းကုနေအကြပြီပေါ့အဲ့လိုမျိုးပြောချင်တယ်နော်တကယ်တမ်းကြတော့ကျမတို့ကဒီမှာဒီဒီဒီကောင်ဒီကနေအแทးแทးရနေလာတာ အဲ့အမဲဆက်အဲ့တင်းတင်းဆိုအထက်ထက်ကနေလာပြီးတော့ဒီအပြင်ကိုလာထွက်တာအဲ့တော့ကျမတို့ဒီ treatment ယူတဲ့အခါတလွာအချင်းစီဒီအမဲဆက်လေးတို့ပါသွားတလွာချင်းစီလုံးသွားတာပြီးမှဒီအထက်ကိုဖြည်းဖြည်းချင်းသွားတာနော်အဲ့တော့ဒီချိန်လောက်ယုံနဲ့တခါ treatment လောက်ယုံနဲ့ချက်ချင်းဒီအထက်ကဟာတွေကပြောက်သွားပြီးပြတ်သွားပြီးဆိုတာမျိုးတော့မရှိဘူးလေနော်ရှင်တို့အဲ့ဒီမျက်နှာမှာဖြစ်နေတဲ့တင်းတိတ်တောင်မှမြည်ပြီး၄-၅နှစ်လောက်ကြာနေတဲ့ဟာကိုကျမတို့ကဒီချိန်နဲ့ဘယ်လိုလုပ်ပြအောင်ခုပြေးနိုင်မှာလဲဟုတ်တယ်မလား ဖြူဖြူလေးကတော့မင်္ဂလူတွေကလှချင်လို့ဆိုပြီးတော့သူတို့ကဈေးလဲချိုရမယ်အသားလဲမနာရဘူးเนาะညံညံပြောက်ရမယ်ဆိုပြီးတော့ဘာမှအာမခံချက်မရှိတဲ့ စီခန်းနေမှာတော့ပြောပြမယ်နော်ကိုရဲ့မျက်နှာကိုကလောက်နေတာနဲ့ပတ်သက်ပြီးတော့ဘလောက်တော့မှအန်တီများလဲဆိုတော့ပြောပြထားပြီးပါရှင်မင်္ဂလူတွေကလည်းတကယ်လှချင်ကြတယ်နော်ဒါပေမဲ့တချို့မင်္ဂလူတွေကရှိတယ်ရှင်အချိန်လည်းမပေးနိုင်ဘူးလို့ငွေလည်းအကုန်မခံနိုင်ဘူးသူတို့ကလင်းလင်းလေးနဲ့မြင်မြန်ရတဲ့ဈေးချိုထားတွေကိုလိုက်ပြီးတော့နောက်ဆုံးတော့ကိုရဲ့မျက်နှာတွေကရုပ်ဆိုးသွားပြီးတော့ပိုဆိုးသွားရတာရှင်သူတို့လောကဆိုလည်းလိုင်းပေါ်မှာရှိတယ်နော်ဆီလီကွန်တွေထိုးပြီးတော့မျက်နှာကြီးတွေကပိုရုပ်ဆိုးသွားရတာရှင်နှာခမ်းတွေကဖူးရောင်ပြီးတော့နော်ကိုအမေမွေးထားတဲ့မျက်နှာထက်တောင်မှပိုပြီးတော့ကြီးရဆိုးသွားရတယ်ရှိတယ်ရှင် ညီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင့်ကြည့်ရှုတဲ့သူတွေအနေနဲ့လည်းဘူးတူတာတခုခုရမယ်လို့ထင်ပါတယ်ရှင့်နောက် view လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်